မြောက်ဦးမြို့နယ်ရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ဆရာဦးလာစောဒီတိုက်ပွဲတွေရဲ့သဘောတော်ပါဒီတိုက်ပွဲတွေကဘာဖြစ်လို့ဒီအချိန်ကြီးရောက်လာသလဲဘာလို့ကျေပြန့်လာလဲဘာလို့ပြင်းထန်လာလဲတကယ်တော့လေဒီ48နောက်ပိုင်းပေါ့လေနောက်48နောက်ပိုင်းမှာပြည်တွင်းစစ်ဆတဲ့နောက်ပိုင်းတော့ကျွန်တော်တို့ကို88နောက်ပိုင်းမှာเนาะအင်မတန်ကြီးကျယ်တဲ့မာနေပလော့မဲသဝေါ်เนาะမဲလာတိုက်ပွဲတွေဖြစ်ခဲ့တယ်။နောက်ကျွန်တော်တို့ဟိုရှေ့မှာလေစီစီဝန်တာပန်လို့တိုက်ပွဲတွေကြီးကြီးဖြစ်ခဲ့တယ်။အဲ့တိုက်ပွဲနဲ့ဆက်လို့ရှိရင်ရခိုင်ပြည်တိုက်ပွဲတွေကကျွန်တော်အထင်တော့ တသိမ့်မကြီးလောက်ဘူးဒါပေမဲ့ဒီမြောက်ဦးလို area မြို့မှာ impact ဝင်လာတယ်เนาะတိုက်ခတ်မှုတွေဝင်လာတယ်ရှေးအောင်သူတေသနာနေပြည်တော်ထိခိုက်လာတယ်နောက်တစ်ခုက media ပွင့်လန်းလာတဲ့ကြောင့်ဒီပြဿနာကြီးလာတယ်လို့မြင်တယ်မြောက်ဦးပြဿနာဆိုမြောက်ဦးစစ်ပွဲဆိုတော့ကျွန်တော်ပွင့်မလို့တိတ်မကြရှင်ဘူးမြောက်ဦးစစ်ပွဲမဟုတ်ဘူးမြောက်ဦးမှိုက်ဒါမြောက်ဦးမှာဖြစ်တဲ့ဒါစေရေးတိုက်ခိုက်မှုပဲဒါပြည်ရင်းစေရေးအစိပ်ပိုင်းလေးတစ်ခုပဲဟုတ်ဆိုပြဿနာတွေရေခံပြေကသူကလူငယ်တွေဆိုတာလက်နက်ကင်တော်ရင်လှုပ်ရှင်တယ်လက်နက်ကင်တော်ရင်လှုပ်ရှင်တယ်ဆိုတာကဗမာပြည်ရင်ကြီးမှုတစ်ခုဖြစ်နေပြီ နောက်တစ်ခုကတိုင်းရင်းသားတွေနဲ့ဖိနှိပ်ခံရတဲ့ခါမှာတပုံထတာတရားတယ်ဆိုတဲ့စကားကုတေတဆွဲရုံပဲနိုင်တာချုံတာ strategy တွေပဲစဉ်းစားတာမဟုတ်ဘူးငါတို့ခံတယ်မခံတယ်လို့ထားရှာတာဘမိုင်း culture ဝင်အဲ့ culture 58ကဆလာတယ်ဘာကပါနဲ့ဘာဆလာပလာကဆလာတယ်ရှောက်စစ်နေမှာဥနေဝဲကနိုင်ငံရေးပြဿနာကိုလက်နဲ့ကင်ပြီးရှင်းလိုက်တယ်ရှုံးလို့ဆိုရဲနောက်တပုံတွေပေါ်လာတယ်နောက်ဘာကပါမှာစစ်နိုင်တဲ့အာဏာသိမ်းမကွာဆိုတော့ပေါ်လာတယ်ဆိုတော့လက်နဲ့ဟာပြဿနာကိုဖြေရှင်းတယ်ပြဿနာရဲ့အဖြေကလက်နဲ့ပြောင်းသွားမှရှိတယ်ပြောင်းသွားက အာနာဒီသနပ်ပြောင်းအောင်ထွက်တယ်အဖေသနပ်ပြောင်းအောင်ထွက်တယ်ဆိုတာကိုလူတိုင်းယုံလာတယ်လူငယ်တွေယုံလာတယ်အဲ့တော့တဘုံထားတယ်ဆိုတော့လက်နဲ့ကင်တဲ့အယူဆကကြီးပွားလာတဲ့အခါမှာဘလို့ခေါ်လို့စစ်ပုံကျဲလာတယ်ပွင့်ပွင့်လင်းပြောရင်ဒီဘက်ကတက်မလို့ကလည်းဟာမင်းတို့လောက်တော့ပြင်းနေကွာတိုက်ကွာရှာအာငါတို့လည်းကြိုက်တယ်ရှာအဲ့တော့ဗျာပွင့်ပွင့်လင်းပြောရင်တိုက်ရင်သေးကြတာပေါ့သေတဲ့လူကသေပေါ့ဗျာဆုံးညုံလေဆုံးကျွန်တော်မျိုးဦးလည်းပါသွားရင်ပါလောက်မယ်ချမ်းသာတာကတော့လက်နဲ့ပွဲစားတဲ့ချမ်းသာသွားလိမ့်မယ်တို့က ဒီမိုကရေစီပုံကျင်းလာရင်စစ်ပုံကျဲလာမှာပဲစစ်ပုံကျင်းရင်ဒီမိုကရေစီပုံကျဲလာလိမ့်မယ်အဲ့ဒါကို balance လုပ်ဖို့အတွက်ဘယ်သူမှတာဝန်ရှိတယ်လဲအဲ့တော့အဲ့လိုလာမယ်ဘယ်သူမှတာဝန်ရှိတယ်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာတခုရှိတယ်အကုန်လုံးမှတာဝန်ရှိတယ်လို့ပြောတယ်အဲ့တော့သမဏမှတာဝန်ရှိတာနဲ့ကစိုးရရောက်နေတဲ့အဖွဲ့ကြီးမှတာဝန်ရှိတာတူမလားဒီလေအဲ့တော့တာဝန်ရှိဆုံးဟာအားရှိတဲ့အင်အားကြီးတဲ့လူကတဖို့သားကြီးရမယ်ခုလောက်ဆိုပြောတဲ့အချက်လက်ကတော့ ဒါဘာမှငင်းစရာမရှိဘူးဆရာတို့ကလွှတ်တော်ထဲမှာလည်းရှိနေတယ်တော်တော်လည်းပဲဆရာတို့နိုင်ငံရေးဘောင်ကဘယ်လောက်ထိကျေနေသေးလဲပေါ့ကျွန်တော်အဲ့ဒါသိချင်တာဆိုတော့ဆရာတို့ရဲ့နိုင်ငံရေးနိုင်ငံရေး space ဟာရခိုင်ပြည်မှာရှိတဲ့လူငယ်တွေဒီမှာရှိတဲ့ပြည်သူတွေကိုစီးအောင်နိုင်တဲ့အနေအထားမရှိတော့ကျွန်တော်ကလေကျွန်တော်တို့ပါတီနဲ့တော်လကောင်ကျွန်တော်ရဲ့ဘဝပုံတူရဲ့ဖြတ်တမ်းမှုတော်လကောင်ကျွန်တော်မှမိတ်ဆွေတွေရှိတယ်ကျွန်တော်မှဩဇာရှိတယ်တပည့်တပည့်နဲ့ရှိတယ်ပေါ့ဒါပေမဲ့သူတို့ကကျွန်တော်ပုံမှန်လည်းပြောတယ်ဆရာကြီး ဒီဒီမိုကရေစီ transition ကိုဆရာယုံသေးသလားဘာလို့ရမှာလဲမရတော့ဘူးဆရာသွားမလဲချမရမှာအဲ့ဒါကျွန်တော်ပြောတာလူငယ်တွေအဲ့လိုဖြစ်နေပြီဘာလို့ဆိုအဲ့ဒီဖြစ်တဲ့ဟာကသူ radical line တက်လာတဲ့အခါမှာဘိုးအစိုးရအနေနဲ့အဲ့ radicalization ကို liberalize လုပ်ပေးမဲ့ strategy မရှိဘူးမရှိဘူးနောက်တော့ပြည်နယ်စိုးရအင်မတန်ညံဖြစ်နေအဲ့တော့ရခိုင်နဲ့ဗမာတွေကြားထဲမှာအခုက Facebook မှာအမှုတရားတွေပေါ်လာတယ်ပေါ်လာတယ်ပေါ်လာကြတယ်အဲ့ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးရခိုင်နဲ့မြန်မာဆိုတော့ရခိုင်နဲ့ဗမာဆိုတော့ဒီကျွန်တော်မိတ်ဆွေတွေပြောပါ ဟာရခိုင်နဲ့ပုံမှာဆိုတော့ဒီပြည်ထောင်စုတိုင်းလမ်းအနိစဆုံးပဲရအောင်လို့စကားဒါပေမဲ့အခုအမုန်းဆုံးဖြစ်နေနော်အဲ့ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးဟာဆရာဒေါက်တာအောင်မျိုးပြောထားတဲ့အချိန်မှာဆရာပြန်ပြီးတော့မှဖြည့်ရှင်းစင်တာရှိလို့ရှိရင်လည်းတခါတည်းဖြည့်ရှင်းပြီးတော့မှဒီကုန်းချုပ်ပြောပြပါဆရာရခိုင်ပြည်နယ်လွတ်တော်ထဲမှာအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့အဆိုးတွေတင်ပါတယ်နော် ဒုက္ခတွေစီကိုလွတ်လွတ်လပ်လပ်ပူညီပေးခွင့်ဆိုတင်တယ်။နောက်ကျွန်တော်တို့နိုင်ငံတကာတည်ရင်တည်ရင်ရောက်လွတ်လပ်ခွင့်တင်တယ်။အဆိုတင်တဲ့ခါကျတော့အောင်မြင်ပါတယ်။အောင်မြင်တဲ့ခါကျတော့လွတ်တော်သဘောတဘောကအောင်မြင်တယ်ဆိုရင်ဒါဂတိကူကဖြစ်သွားပြီ။ဒါပေမဲ့အကောင့်ထဲပေါ်မဲ့ဟာကအဆိုရရဲ့လို့အဆိုရရဲ့တောင်းဝန်။အဲ့တော့အဆိုရကညံ့ရင်နှောင့်ထေးတယ်။လုံးဝပြည့်ရှင်လဲပြစ်ထားမယ်ပေါ်ရှင်လဲပေါ်မယ်။အဲ့ဒီဟာပဲကျွန်တော်ဖြစ်ရှင်ပါတယ်။နောက်တစ်ချက်ကဒီ confederation ကိစ္စပေါ့။ confederation ဆိုတာ highest unique model ။ model တစ်ခုပဲ federal ပဲ federal ရဲ့ဘောင်ထဲမှာပဲဒါပေမဲ့ model ကအရင်မြင့်တယ်အဲ့တော့ကျွန်တော်တို့ကဒီနေ့ချိန်မှာအဲ့ confederation ဆိုတာတီးကြခွဲထွက်ပြီးတော့သမဏနိုင်ငံထောင်မဲ့လမ်းစဉ်မဟုတ်ဘူးဆိုတော့ကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့ federal နိုင်ငံသွားမယ်ဆိုတော့ပြောတဲ့ခါမှာ model တွေကမထွက်သေးဘူးတယောက် model နဲ့တယောက်မတူဘူးရှမ်း model နဲ့ကျွန်တော်တို့ရဲ့ခိုင် model မတူဘူးကရင် model မတူဘူးအဲ့တော့အဲ့ဒါတွေကကျွန်တော်ညှိအောင်မယ်ခုနကပြောတဲ့ဒီ constitutional crisis ဆိုတာတော့ ်2008ဆိုတာကတော့ကျွန်တော်စဉ်းစားထဲမှာပါဘူးတရားပြောင်းကိုပြောင်းရမယ်ဒါတက်ကလည်းပြောပြီးသားကျွန်တော် NLD ကလည်းပြောသားတိုင်းတက်လည်းကိုပြောပြလားဘလူမော်ဒယ်လုံးမလဲဆိုတာကဒီ political dialogue နဲ့ပေါ်မူတည်တယ်အဲ့လို political dialogue ဖြစ်ပြီးတော့ဒီ democracy ဘောင်းကျဲမယ်ဆိုရင်ဒီဟာကြီးကဖြည်း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 ဖြစ်လာမယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာပြေဆုံးပါတယ်အဲ့တော့ကျွန်တော်တို့ပြောနေတာဒီ bureaucracy ကြီးက